Everyone in the huge Wembley crowd from the queen to the oldest fan is tense with excitement. ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ရဲ့ YouTube channel လေးနဲ့ပြန်လည်ပြီးကြိုးဆိုပါရစေ။ဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းလေးကတော့ Manchester United အသင်းကြီးရဲ့အကြီးမားဆုံး one year ဖြစ်တဲ့တစ်ခုပါပဲ။ဒါဆိုကျွန်တော်တို့ဆက်လိုက်ကြရအောင်။1958ခုနှစ် February 6ရက်နေ့ကဖြစ်ခဲ့တဲ့ Munich လေယံကဆိုးကြီးပါပဲ။ဒီဖြစ်ရဟာ Man U တမိုင်းမှာရော ဘောလုံးလောကတစ်ခုလုံးမှာပါ အမတ်ရနိုင်မယ်ကြေကွဲစရာတစ်ခုပါအဲ့ဒီအချိန်တုန်းက Manchester United အသင်းကို Busby Base လို့လူသိများပါပဲသူတို့ဟာအရန်ကိုတော်ကြသည့်အောင်မြင်မှုတွေများစွာရနေတဲ့လူငယ်ကစားသမားတွေပါ 1958ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာ United အသင်းဟာဥရောပဖလားပြိုင်ပွဲအခု Champion လေရက် Quarter Final ဒုတိယအကြိမ်ပွဲစဉ်ကို Serbia နိုင်ငံ Belgrade မြို့မှာ Yester Belgrade အသင်းနဲ့ကစားပြီးပြန်လာတာပါပွဲကတော့3-3တရေကျလို့ United ကနောက်တစ်ဆင့်တတ်ထွားခဲ့ပါတယ်ပြန်လာတဲ့လမ်းမှာလေရင်စီဖြူဖို့အတွက်ဂျာမနီနိုင်ငံမြူနီမြို့ကိုခဏဆင်းသက်ခဲ့ပါတယ်။အဲဒီနေ့ကယာတီဥတုကအရန်ဆိုးရွားပြီးနင်းနေကြနေတယ်။ လေးရင်မိုးတဲကနှစ်ချင်းတိုက်လေးရင်ကို take off လုပ်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။တတိယကြိမ်စ조사တဲ့အခါမှာတော့လေရင်ကအရှင်လွန်ပြီးလေရင်ကွင်းဘေးကအဆောက်အုံတစ်ခုနဲ့ဝင်းတိုက်ကမီလန်ခဲ့ပါတယ်။ဒီဂျီကွဲဖော်ရာဖိယာမှာစုစုပေါင်း23ဦးသေဆုံးခဲ့ပါတယ်။သူတို့ထဲမှာမန်ချက်စတာယူနိုက်တက်အတွက်ကစားသမား10ဦးပါဝင်ပါတယ်။သူတို့ကတော့ Jeff Bunt, Roger Bain, အသင်းခေါင်းဆောင် Eddie Coleman, Duncan Edwards ကတော့လေရင်ပြတ်ပြီးဆမ်နာရဲ့အကြာဆေးရုံမှာဆုံးခဲ့ပါတယ်။ Mark Jones, David Beck, Tommy Taylor, Billy Whelan တို့ထပ်ပါတယ်။ဂလအရာရှိ၃ဦး၊ဒလင်းထောက်ရှိ၃ဦး၊လီယန်အမှုထမ်း၂ဦး၊အခြားသောခရီးသည်၂ဦး၊ဒါယာရထူဒီထဲမှာတော့ Manchester United ရဲ့နာမည်ကျော်နီးပြားကြီး Samad Busby ရဲ့ပါဝင်ပါတယ်။သူကတော့ဒါယာအပြင်အထံရခဲ့ပြီးအသက်ရှင်ဖို့တောင်မသေးချခဲ့ပါဘူး။ဒါပေမဲ့သူနောက်ပိုင်းမှာပြန်ကောင်းလာပြီးအသင်းကိုဆက်လက်ဦးဆောင်ခဲ့ပါတယ်။ နောက်ပြီးနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ Bobby Charlton နဲ့ Bill Fox တို့လိုကစားသမားတွေလည်းဒဏ်ရာရခဲ့ပေမဲ့ကန်ကောင်းစာနဲ့အသက်ရှင်ခဲ့ကြပါတယ်။ဒီဖြစ်ရဟောင်း Manchester United အသင်းအတွက်အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Busby Base လို့ခေါ်တဲ့အရေးချင်းရှိတဲ့လူငယ်ကစားသမားအများအပြားကိုဆုံးရှုံးခဲ့ရလို့အသင်းဟာဖြန့်လဲတိဆောက်ရေးကာလကိုကြုံခဲ့ရပါတယ်။ ါပေမဲ့ Summer Busby ရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့် Manchester United ဟာဒီဝါနစ်ဆရာကန်နဲ့ပြန်လည်ထူထောင်ခဲ့ပြီးစနစ်အကြာ1968ခုနှစ်မှာဥရောပဖလားကိုပထမဆုံးအကြိမ်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ Munich Lane ကစောချီဟာ Man U တမိုင်းမှာဘယ်တော့မှမင်းမရမယ့်ဖိရက်အခုအဖြစ်မှတ်တမ်းတင်ထားပါတယ်။ AD ဖိရက်မှာကြာဆုံးသွားခဲ့တဲ့သူတွေကိုအထင်မှတ်အဖြစ်အသင်းကရင်းနှီးတိုင်အမြဲတမ်းဂုဏ်ပြုနေစေပါပဲ။ အခုလောထူဆန်းပြီးအခြားသောပညာအသည့်ရရှိမယ့်အကြောင်းအရာများကို share free တင်ဆက်ပေးနေတာကြောင့်ကျွန်တော်ရဲ့ channel ကို like and share လုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ရဲ့ပရိသတ်များအားလုံးပဲပျော်ရွှင်တော်နေ့များပိုင်ဆိုင်နိုင်ကြပါစေ။ Attempting takeoff, it brushed some trees at the end of the runway, then dropped 60 feet into a house and a gasoline storage shed. 21 died in the crash, 23 more are gravely injured. A shocking disaster that has a doubly great impact on Britain. For on the passenger list was the Manchester United soccer team. National champions, they were returning from Belgrade after tying Yugoslavia's crack team in the European Championship competition. Headed for the semifinals, they were national heroes, every man. The twisted wreckage of this airliner marks the site of a national tragedy. It is for Americans as if the Milwaukee Braves had been aboard. bitter loss to the world of sports, one that will long be mourned.